ထပ်ဆိုဒီမှာနှလုံးနဲ့အဆုတ်ကိုပြန်လဲတက်ရှင်စေခြင်းဖြစ်ပြီးအချိန်မှန်ကန်စွာနဲ့မှန်ကန်သောနီလန်းဖြင့်ပြုလုပ်ခြင်းဖြင့်အသက်ကိုကယ်တင်နိုင်သည်ထို့ကြောင့်အဖို့ကိုလှုပ်ဆောင်ရန်လွယ်ကူသောအကြံပြုချက်များနဲ့နီလန်းများအဖြစ်လေ့လာကြမည်ထို့ကြောင့်အဖို့နီလန်းအတွက်မှန်ကန်သော လူကိုမြည်တို့ခွဲခြားနိုင်မည်နီထို့ကြောင့်လူနာတအူးကိုသတိလစ်နေသည်ကိုတွေ့လျက်နှလုံးခုန်ကို ရှာဖွေရန် ကြိုးစားပါထို့ကြောင့်နှလုံးခုန်မရှိပါက နှလုံးမခုန်ပါကအဲ့ဒီလူကိုချက်ချင်းကပြစတင်နိုင်ပြီအဲ့ဒီလူကိုတန်းစီထားသောမျက်နှာပြင်ပေါ်တွင်ထားပြီးခဖကိုမှန်ကန်သောနီလန်းဖြစ်စတင်ရမည်ကဖောက်ကိုမှန်ကန်စွာပြုလုပ်ရဲအခြေခံအဖြစ်မိမိဤတံတောင်စစ်များကိုတင်းကျပ်စေပြီးလက်များကိုဤသို့တလက်ပေါ်တလက်တလက်ပေါ်တလက်တလက်ပေါ်တလက်ထားပြီးတံတောင်စစ်များကိုဤနေရာတွင်မချိုရဤအရာကို နားလဲပါသလားရင်ဘက်ဤအလဲပိုင်းကိုရွေးပြီး ်လက်လက်မအနတ်ထိဖိပါထိုထက်မပိုစေရရင်ဘက်ဤအလေပိုင်းတွင်နှလက်မအနတ်ထိဖိပါထို့ကြောင့်အဲ့ဒီလိုလုပ်ပါကနှစ်ချိန်ကို120မှ100အထိဖိခြင်းဖြင့်တမီနစ်လျင်100မှ120အထိဖိခြင်းဖြင့်လူတဦးဤအသက်ကိုကယ်တင်နိုင်သည်စင်ငါမ20စကန်ကြာတွင်မေးစီကိုနှောက်ပြီးအသက်ရှူနှစ်ကျင်းပြီးနိုင်ပြီးစပင်ကိုပိတ်ပြီးလေချောင်းပေးခြင်းလူကို အသက်ရှူပေးခြင်း ထို့ကြောင့်လူတအူဤနှလုံးခုန်ပြက်လဲရရှိလာသောအခါဖက်ကိုဆက်လက်လှုပ်ဆောင်ပြီးထိုအခါရင်းဖက်ကိုရက်ပြီးဘီးဆက်ရာ ဆေးရုံသို့ချက်ချင်းပို့ဆောင်မှာထို့ကြောင့်ဤနီးခေဘီးသူမဆိုလူတအူဤအသက်ကိုကဲတင်နိုင်ပြီးမိသည့်နေရာရင်းမဆိုဘီးသူမဆိုလှုပ်ဆောင်နိုင်သည်လူကြီးအသက်ကိုကဲတင်ရန်မှန်ကန်သောနီလန်းဖြင့်လှုပ်ဆောင်ရန်ကြိုးစားပါ